ဘုရားဘယ်လာထုတ်တာလဲတကူနာရပါဗျာဟုတ်ပြီဒီူတရားလာထုတ်ဖို့ဘယ်လိုရည်ရွယ်ချက်လဲသို့မဟုတ်အခြားသူတစ်ပါးရဲ့တိုက်တွန်းလို့လားဆိုတာရှောက်ဘူးဘုရားမတတ်တော့ပါဘူးဗျာဩအရှင်မြတ်ရဲ့ဆန္ဒနဲ့မှန်ပါဗျာဟုတ်ပြီဒီူတရားလာထုတ်တဲ့ကကြတော့တရားအထုတ်ရင်ねပြင်းထန်တဲ့ဝေဒနာတွေမခံစားရဘူးခံစားရပါတယ်ဗျာအဲ့ဒီအချိန်မှာအရှင်ဘုရားကိုပြုတ်ခဲ့တဲ့ကံတွေပေါ်လာတွေ့လားတွေ့ပါတယ်ဗျာကဲတွေ့ဖို့တွေ့နေလေတတိယတော့ငားရှာပါတယ်ဗျာဟုတ်ပြီ ငါကျင်သက်တော်ဝိစာပါတယ်ဗျာဟုတ်ပြီတပည့်တော်လည်းအဲ့လိုပဲထုံဆက်ဆက်နဲ့တနာကြီးငါးကြိမ်ထိုင်တော့ခံစားရပါတယ်ဗျာဟုတ်ပြီအဲ့တော့အရှင်မြတ်အဲ့ဒီလိုငါးကြိမ်ကျင်ဆက်နဲ့တိုးတော့ငါးကြိမ်လူလွန့်တွန့်နေတော့ငါလည်းဒီလိုပဲပြန်ခံရမှာပဲလို့အဲ့ဒီစိတ်ကြီးဖြစ်ခဲ့သည်လားမတွေးခဲ့ပြီပါဦးဗျာမတွေးခဲ့ဘူးမှန်တယ်အဲ့လိုမတွေးခဲ့တဲ့ကြောင့်လောကမှာတာမှာဖျားမှာဝင်မလေးခဲ့ဘူးမှန်ပါဗျာအခုတော့အဲ့ဒီကိုပြူတာက ဒီစားတဲ့ငါကကိုတခါစားပြီးတော့ဝင်ဖြစ်သွားတာဘာမှမထူးကြဘူး။မှန်ပါဗျာ။သို့သောအဲ့ဒီကံကိုဒီပြုတော့ပြန်ခံစားတော်မယ်ဆိုတော့အဖန်တရားအဖန်900မကတော့ဘူး။မှန်ပါဗျာ။ကိုတရက900တောင်ကိုပြန်ခံရတာရည်တွက်လို့မရဘူး။မှန်ပါဗျာ။မြတ်စွာဘုရားရဲ့ဇတ်တော်ထဲမှာသိုးရကောင်ကိုရစ်တိုင်မှာချီပြီးတော့အချိန်ကြတဲ့အခါတတ်ဖို့ဆိုပြီးတော့ရစ်ပုံနာကစောင့်အချိန်လဲရောက်တော့ သူနာသွားတဲ့ကသူကငိုလက်ကြီးလေးဖြစ်တယ်မှန်ပါဗျာဟဲ့သူမင်းငိုလက်ကြီးလေးနဲ့ဘာဖြစ်နေရလဲဆိုတော့ရည်ရတဲ့အကြောင်းကသူဒီအရင်တော့အဲ့လိုပဲရစ်ပူစော်တဲ့ပုံနာဖြစ်ခဲ့တယ်သူတကောင်တတ်ခဲ့တဲ့အတွက်ကြောင့်သူမွေးနဲ့အမြဘဝတွေအတတ်ခံရတယ်တဲ့ဒီတခါကတော့သူကနောက်ဆုံးခံရတဲ့အတွက်ကြောင့်လွတ်ပြီးအဲ့အတွက်ကြောင့်ဝမ်းမြောက်တဲ့လွယ်အတွက်ရည်ရပါတဲ့ငိုတာကတော့သင်လဲကျုပ်လိုပဲ ကျုပ်အသက်တစ်ချောင်းသားပြီနဲ့ကျုပ်ခန္ဓာကိုယ်မှာရှိတဲ့အမွှေးများအသက်ပေါင်းများစွာအသက်ခံမှမဟုတ်လို့တနာလို့သိမ့်ပြကုန်တာတဲ့ဟုတ်ပါဗျာဟာအဲ့လို့ဆိုရင်ွားတဲ့ငါမင်းမတတ်တော့ဘူးတဲ့မင်းလွတ်ပြီတဲ့မဟုတ်ဘူးတဲ့သင်သတ်သည့်ပြည့်စုံမသတ်သည့်ပြည့်စုံအခုချိန်ကကျုပ်ကသိရမှာတဲ့ဟာမင်းကျမ်းမာကြီးလည်းကောင်းတယ်ငါမမတ်သားပဲနဲ့မလို့သိရမဟုတ်သိရမှာတဲ့ကဲအဲ့ဒါနဲ့ရစ်တန်ရနေပြီးတော့ကျူးကွင်းချီပြီးလွတ်ပြေးတာခလန်လည်းလည်းကြောက်မိုးချိုးပြစ်တာသိရော အချိန်ကြတော့သူ့ရဲ့ကံကပဲသူ့ကိုဖန်တီးမှာဟုတ်ပါဗျာပုံနာကမတက်လေသူ့ကံကသူ့တာမှာပုံနာတက်တဲ့ဆိုလဲသူ့ကံပဲပုံနာကမတက်ခဲ့ရင်လေသူ့ကံကသူ့ကိုပဲတက်မှာဟုတ်ပါဗျာအင်္ဂလိပ်မှာလားလက်တွေလိုက်ဖြတ်တာအင်္ဂလိပ်မှာလားမြတ်စွာဘုရားတရားဟောတော့ကြွတ်သွားပြီးတော့တနေ့ကျတော့ဆုံးကံထွက်တော့တောက်တိပြည်နဲ့ဇီဝံကြောင်းချားမှာတစ်တော်အုပ်လေးတွေဒီလိုတော့တောက်အုပ်လေးတွေရှိဘဒူးမှလူလည်းမရှိပဲနဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာဒုတ်တိဓာတ်တွေလန်နေကြတယ်ခဲသူ့ချင်းချင်းရဲ့မြတ်စွာဘုရားခြေသားသူတော်ကောင်းတိခံတိခံမြတ်စွာဘုရားကြောင်းတော်ကနေနော်အဘိညာအတန်နဲ့လှမ်းပြီးတော့တတိပေးတော့ခြေသားသူတော်ကောင်းတိခံတိခံဆိုတော့အင်္ဂလိပ်မှာလာမထေရတိခံကျောင်းတော်လည်းရောက်တော့မြတ်စွာဘုရားကိုကြောပြီးတော့ပြိဋိနိဗ္ဗာန်ပြုပါတယ်ဟုတ်ပါဗျာရဟန္တာဖြစ်ပါတယ်သူပြုတော်ကတော့လက်ညှိုးလိုက်ဖြတ်ပြီးလူသားတော်ကတော့ ကိုလိုချင်တဲ့လက်ညှိုးရလို့ तू ကဝမ်းသာတယ်။ဟုတ်ပါဗျာ။ကိုအသက်ခံတဲ့လူကဆင်းရဲတယ်။ဟုတ်ပါဗျာ။ကိုတက်လိုက်ရတာကိုပဲကိုအနေနဲ့ဝမ်းသာပီတိကျေနပ်ဖြစ်ပြီးတော့ဖြစ်နေပေနဲ့ကိုပြုတ်တဲ့ကံကထွက်ပြေးလို့ရလား။မရပါဘူးဗျာ။ဟန်တာလည်းမလုပ်ဘူး။ဟုတ်ပြီနော်။မှန်ပါဗျာ။အဲ့တော့အရှင်မားအခုအဲ့ဒီလိုတွေးတဲ့အခါကျတော့နောင်အားကိုယ်တို့လုံးမလား။မလုံးဘူးဆုံးဖြတ်ထားပါတယ်ဗျာ။ဟုတ်ပြီ။အဲ့ဒီကနေစပြီးတော့တဏ္ဏဂုံတည်ပြီ။မှန်ပါဗျာ။နော်အဲ့လိုဆုံးဖြတ်လိုက်ပြီဆိုတဲ့တဏ္ဏဂုံတည်ပြီတဲ့။ ာတိဆိုတဲ့တကြတာကင်ကင်မင်းသားတပါရှိသူကမိုးလင်းမိုးကြုတ်ရက်တော့တယ်မိုးလင်းမိုးကြုတ်ပဲရက်တော့တယ်နောက်ဆုံးတော့အရက်နာကြပြီးဒီကံဒီမှာမြတ်စွာဘုရားကသွားပြီးတရားဟောဟောပြီးပြန်လာတော့မြတ်စွာဘုရားပြောတယ်တာတိကတော့အထက်မဲ့သုံးပါးသာလဲလျောင်းတာရှိတော့တယ်လို့ပြောခဲ့တော့မကြဘူးတာတိသေးတဲ့အခါကျတော့တကြိုးတော့ဝိုင်းဟားကြတာပေါ့ မိုးလင်းမိုးကြောက်ဒီလောက်အရက်တော့နေတဲ့ကောင်အမင်းသောရပန်တီးွားတာပေါ့အထက်မဲ့၃ပါးဆိုတော့အောက်ပိုင်းတန်တရာအပဲလေးပါးဖြတ်မဲ့မဲ့ပြီးသွားပြီကျန်တဲ့မဲ့တွေပဲကျန်တော့တယ်လို့ပြောတော့ဒီလိုအရက်သမားရောက်မှဒီလိုလေးနဲ့မဲ့ကူးတဲ့ဆိုရင်ကွာနဲ့ဘာညာပေါ့အခုလိုပေါ့လူပိန်းနေဆိုတော့ဝိုင်းဟားတာပေါ့ခရပါမချမ်းဘူးအဲ့ဒါကိုမဟာနာမင်းကြီးကမြတ်စွာဘုရားသွားလျှောက်တော့အရင်တော့ကသူတောက်ခဲ့မူခဲ့တာတော့မှန်ပါနေတဲ့ ငါဘုရားနဲ့တရားဟောပြီးတဲ့အခါမှာသူလုံးလုံးဆုံးပြတ်ပြီးတော့ဆုံးထုတ်လိုက်ပြီတဲ့အဲ့ဒီကနေစပြီးတော့တဏဏဂုံတရားတဲ့ကြောင်းတရဏဆိုတော့အပေလေးပါးကြမဲ့ကံကိုတတ်လိုက်ပြီမှန်ပါဗျာအေးအဲ့ဒါကတပည့်တို့ဘုရားပွင့်မှရတဲ့အမှုကြီးမှန်ပါဗျာအဲ့လိုဘုရားပွင့်နေတဲ့အချိန်တပည့်တို့ကလည်းကိုယ်နေသူနေသားတွေကယ်တဲ့အချိန်ပေါ့မှန်ပါဗျာဘယ်သူမှမဖိတ်ခေါ်ဘူးတပည့်တို့စေတနာနဲ့တပည့်တို့လောက်တာမှန်ပါဗျာအခုရှင်မြတ်အဲ့ဒီထဲမှာကြွချိန်တယ်တော့ ကျွတ်တဲ့ထဲပါမလာဘူးလားပါလာပါတယ်ဗျာရက်တဲ့ငါးကျန်ငါးတင်းတင်းတဲ့ငါးကြောင်စားကျန်တဲ့ငါးဖျားခဲ့ပါပြီအဲ့တော့အရှင်ဗျာကိုလိုနောင်မဖြစ်အောင်နောင်လာနောင်သားတွေကိုဘလို့ဟောချက်ပြောချင်ပါတယ်ဆိုတာလေးလျှောက်ပါမယ်ဒီလိုလိုပဲကျန်သက်ထိုးပြီးငါးစားတဲ့ကောင်တို့အဲ့လိုမထိုးနဲ့လက်တွေ့ခံသားရဲဆိုတဲ့အကြောင်းပြန်ပြောပြအောင်ပါဗျာကဲအားလုံးသာဓုခေါ်ပါဦးသာဓု